ရွှေဘက်ကန်ရွှေစွန်းနေထပို့ပြီးတော့တာလုံးနဲ့စတုဒေတာကိုရက်များစွာကျွေးနေတဲ့ဇွဲထက်ရွှေဆိုင်အလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေချုပ်ဆွလိုက်ပါတယ်ဇွဲထက်ဆိုင်ရွှေရတနာဆိုင်ကမြန်မာနိုင်ငံမှာဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားတဲ့ဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီးငလျင်ဘေးသင့်ပြည်သူတွေကိုထမင်းဟင်းစတုဒေတာကျွေးနေတာဆယ်ရက်ပြည့်တော့မှာပါငလျင်လှုပ်ပြီးနောက်တရက်ကနေစတင်ကဇွဲထက်ကသူတို့ဆိုင်မှာထမင်းဟင်းတွေကိုလူထောင်ချီစိတ်ကြိုက်လာစားလို့ရအောင်ချက်ပြုတ်ထားပါတယ် တနေ့ကိုလူအယောက်1500ကျော်ထမင်းဟင်းစတုဒိတာကျွေးနေပြီးငလင်ကြောင့်ခက်ခဲနေသူတွေဘသူမဆိုအခမဲ့သုံးဆောင်လို့ရအောင်စီစဉ်ပေးထားတာပေါ့အစာဦးထဲမှာဝင်စားဖို့ပြင်ဆင်ပေးထားတာမဟုတ်ဘဲလမ်းဘေးမှာတင်ပြင်ဆင်ပေးထားတာဖြစ်လို့အယုံလန့်အမျက်မရွေးဝင်ရောက်သုံးဆောင်လို့ရပြီးအလုံးကသာဓုခွန်နေကြပါတယ်ဇွဲထက်ရဲ့ပိုင်ရှင်မိသားစုတွေကိုယ်တိုင်စတုဒိတာထဲမှာစတိပကံတွေနဲ့ဝင်စားတလုံးဆိုင်ဝင်ဌာနတွေနဲ့လည်းတူတူစားတာကြောင့်မြင်ရသူတွေကတော့အံ့ဩနေကြပါတယ် ဇွဲထက်ရွှေဆိုင်ကကျောက်တလုံးကိုနှစ်ယောက်စားခဲ့ရတဲ့ဘဝကနေတူတူကြိုးစားလာခဲ့တာကြောင့်အခြေခံလူတန်းစားတွေရဲ့ဘဝကိုလည်းနားလည်ပေးနိုင်ပါတယ်။ရွှေပကံရွှေစုံနေတဲ့စားလာထက်အခုချိန်မှာတော့လူထောင်ချီကိုကျွေးမွေးလူတန်းနိုင်တာကိုပဲပို့ပြီးတံမိုးထတာပေါ့။အခြားသောရွှေဆိုင်စိမ့်ဆိုင်ပိုင်ရှင်ကြီးတွေဟာရွှေစုံရွှေပကံတွေနဲ့ပဲစားပြီးဝန်တန်းတွေကိုမတူတလို့မတန်တလို့ခွဲခြားတာတွေလည်းရှိပါတယ်။ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ကတော့အခြားသူတွေကိုလည်းဝမ်းအောင်သုံးဆောင်ကြဖို့တိုက်တွန်းနေကြပြီးသူတို့ကိုယ်တိုင်လည်းထမင်းဟင်းတွေထည့်ပေးနေကြပါတယ်။ စတုဒီတာချက်တဲ့နေရာမှာလဲဆိုင်ပိုင်ရှင်တွေကိုယ်တိုင်စင်မပေးကြတဲ့အပြင်လာစားတဲ့သူတွေကိုလည်းရှိန်မနေအောင်အဲ့ခံပေးနေကြတာပေါ့ရွှေဆိုင်ခွဲပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ပိုင်ရှင်တထေးမကြီးကငကလေးတရံကိုတော့မဝစ်ထားပဲအလုံးလာစားလို့ရအောင်စီစဉ်ပေးနေတဲ့သူပေါ့လူအများဒုက္ခရောက်နေတဲ့အချိန်မှာကြောဝါနေဖို့မလိုတော့ကြောင့်တာမန်အဝစ်စားလို့ကိုတော့ဝစ်ဆင်ထားတဲ့အတွက်ဆိုင်ပိုင်ရှင်တထေးမကြီးကိုချီးကျူးနေကြပါတယ်ဇွဲထန့်ရွှေဆိုင်ကလူမျိုးမရွေးဘာသာမရွေးစားလို့ရမယ့်ဟင်းတွေကိုပဲချက်ပြုတ်ပြီးတော့အဲ့ခံနေတာကြောင့်ဘာသာကြားတွေလည်းလာစားလို့ရပါသေးတယ် ဒါရီမကတိပဲအစ္စလမ်ဘာသာဝင်တွေခံများများနေထိုင်တဲ့ရက်ကွက်ကိုလည်းဇွဲထက်ကတောင်းရလှူဒန်းပေးခဲ့ပါတယ်။ရွှေဆိုင်ပိုင်ရှင်ကြီးတွေဖြစ်ပေမဲ့လည်းမမာနမထားပဲအလုံးခတ်ခဲနေတဲ့အချိန်မှာအဆောင်ဆောင်နဲ့ကိုကြီးပေးနေလို့ဇွဲထက်မိသားစုကိုတာရုခေါ်နေကြပြီးရွှေဝယ်ရင်ဇွဲထက်မှာပဲဝယ်မယ်ဆိုတဲ့အထိအပိနေကြပါတယ်။ ဇွဲထန်းရွှေဆိုင်ကလူမျိုးဘာသာမရွေစားလို့ရတဲ့စတုဒိတာကိုကျွေးုံတာမကပဲမစုံရင်ပင်မအလဲចောင်းတိုက်ကြီးကိုလည်းရှင်းမှုမပြတ်ဆောင်းလို့လှူဒန်းတော့မှာပေါ့မူလလိုက်ရအတိုင်းရရှိဖို့အတွက်ဇွဲထက်ကသိန်းပေါင်း2000ကျွဲလှူဒန်းတော့မှာဖြစ်ပြီးဒီအလှူကတော့အားလုံးကသာဓုခေါ်နေကြပါတယ်ငလင်တန်းကြောင့်ပျက်စီးခဲ့ရတဲ့အကြောင်းတွေကိုဇွဲထက်ကမူလလိုက်ရအတိုင်းဆောက်လုပ်တဲ့နေရာမှာတိတ်နှစ်တောင်းခွဲထပ်တာမှာကပဲဒီထက်မကပိုကုံရင်လည်းထက်လို့အောင်မှာပါ သိန်းပေါင်း2000ခွဲကအလွန်များပြားတဲ့ပမာဏဖြစ်ပေမဲ့လည်းဇွဲထက်ကတော့လှုံမဲ့ဆိုပြီးချက်ချင်းဆုံးဖြတ်လိုက်တာပေါ့။ငလျင်တန်းကြောင့်မစိုးရိမ်ပင်မအလဲចောင်းတိုက်ကြီးကပျက်စီးခဲ့ရပေမဲ့ဇွဲထက်ရဲ့စေတနာကြောင့်ရခင်ပုံစံတိုင်းပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ။ဇွဲထန့်ရွှေဆိုင်ကငလျင်ကြောင့်ပျက်စီးသွားတဲ့နေရာတွေကိုလည်းအလို့တန်းနေလှုပ်ပေးနေပြီးခက်ခဲနေတဲ့အချိန်မှာကုညီပေးနေပါတယ်။ရွှေပကံရွှေစုံးနဲ့မှစားမင်ဆိုပြီးတော့ခွဲခြားမှုမရှိဘဲစတိပကံနဲ့လည်းတူတူဝင်စားတဲ့အပြင်ဒိမ်မောင်များစွာအကုန်ကြမဲ့ចောင်းတိုက်ကြီးတွေကိုလည်းလှုပ်တန်းသွားမဲ့ဇွဲထန့်မိသားစုအပေါင်းပရိသတ်တို့ရဲ့မြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။